ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလေး YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့မိတ်ဆွေများကိုပြိပယ်တဲ့ဤနှလုံးကိုပြန်လဲပြတာမှာဖြစ်ပါတယ်ဘယ်တော့ပြိနှလုံးပယ်တဲ့ဤဖြစ်ပါတယ်ကျွန်တော်ဒီလေးတုံညာခွန်တုံညာလေးတင်ပါလေးနဲ့တုံညာနဲ့ပေါင်းတာလေးပေါ့နော်ခွန်နဲ့တုံညာနဲ့ပေါင်းခွန်လေးနဲ့ချိန်ပေါင်းတာရှစ်ဒီတင်းနဲ့ဒီလေးပေါင်းတာ၅ဆိုတဲ့အတွက်ဒီမှာလေးနဲ့ခွန်ပေါင်းတာ၁၁တင်းနဲ့၈ပေါင်း၉၉နဲ့၅ပေါင်း၁၄၄၅ပြိပယ်တာဖြစ်ပါတယ်ခင်ဗျာ အဲ့ဒီလင်းကားပြိပယ်တာဆိုရင်နောက်ထပ်တစ်ကြိမ်မှာဒီဘက်ဒီရှစ်လျှောက်ခွန်ဖြစ်ပါတယ်ရှစ်လျှောက်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တိပရိဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လင်းကားပြိပယ်တာတိပရိဖြစ်ပါတယ်โอเคနောက်ထပ်တစ်ကြိမ်မှာဒီ9နဲ့10ပေါင်း30 3နဲ့2ပေါင်း5ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့9 6ပြိပယ်တာဖြစ်ပါတယ်ခင်ဗျာဒီ9 6ပြိပယ်တဲ့ချိန်မှာနောက်ထပ်တစ်ကြိမ်ဆိုရင်6 3 6ဖြစ်ပါတယ်6 3 6ဆိုတဲ့အတွက်နိပရိပေါ့နော် ဆိုတော့ကျွန်တော်9 6ပြိပေးတာညီပြိဖြစ်ပါတယ်ခင်ဗျာတပံလေးဒီမှာ900ရဲ့တုံများရဲ့ပေါင်းရှင်9ဆိုတဲ့အတွက်ကြောင့်မို့9 6ပြိပေးထပ်ပေးမှာဖြစ်ပါတယ်9 6ပြိပေးတယ်ဗနောနောက်ထပ်တစ်ချိန်မှာ6 6နှစ်ဖြစ်ပါတယ်ခင်ဗျာ6 6နှစ်6နှစ်ကျင်ဆက်နှစ်နေနဲ့ပေါင်းရှင်လေးဆိုတဲ့အတွက်ကြောင့်မို့9 6ပြိပြိကိုပေးတာအလေးပြိဖြစ်ပါတယ်ဗောနောတပံကျွန်တော်ဒီမှာ6နဲ့3နဲ့ပေါင်း6ရှင်းနဲ့6ပေါင်းတာ14 6နှစ်ကျင်ဆက်နှစ်ကို နေနဲ့၄ပေါင်း၆ဆိုပြီးတော့နေနဲ့၆ပေါင်း၃၀ရှောင်းနဲ့နေပေါင်းတာ၈ရရတဲ့အတွက်ကြောင့်မို့ကျွန်တော်ချစ်ကိုပြိပေးရမှာဖြစ်ပါတယ်အဲ့ဒါတဲ့ချိန်မှာရှောင်းရှောင်း၅ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ၆၆၅၆ရက်ချိန်စနစ်နေနဲ့၅ပေါင်းရှင်းက9ပြိဖြစ်ပါတယ်ပေါ့နော်၈ကိုပြိပေးတာ9ပြိဖြစ်ပါတယ်နောက်ထပ်တဲ့ချိန်ပေါ့နော်ရှင်းတဲ့ဒီနေနဲ့ပေါင်းရင်30နေနဲ့9ပေါင်းရှင်းဒီ73ရာရဲ့အတွက်ကြောင့်မဟုတ်ကျွန်တော်3လေးပြိပေးရမှာဖြစ်ပါတယ်3လေးပြိပေးတာနောက်ထပ်အချိန်မှာ9ရှောင်းနေဖြစ်ပါတယ်ခင်ဗျာ ကို6နှစ်ဆိုတော့ကျွန်တော်ခုနှစ်ပြည်ပဲဖြစ်ပါတယ်ပေါ့နော်ကိုနဲ့6ပေါင်း55ငါးနှစ်နေပေါင်းခု3လေးပြည်ပဲဒါဆိုရင်ခုနှစ်ပြည်ဖြစ်ပါတယ်အထက်တကြိမ်မှာနှစ်နဲ့နှစ်ပေါင်းတာလေလေးနဲ့6ပေါင်း30ဒီမှာတစ်တလုံးကြံနေအတွက်ကြောင့်မို့ကျွန်တော်တင်းနေ break ကိုပေးမှာဖြစ်ပါတယ်။အဲဒီကြိမ်မှာက၃ညလေးလေးဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ကိုးရှောင်းနေပြီးတော့၃ညလေးလေးဆိုတဲ့အတွက်10 break ဖြစ်ပါတယ်။တင်းနေ break ပေးတာ10 break တပံဒီ83ကြိမ်80နဲ့လေးပေါ့နော်83ကြိမ်ပေါင်း80နဲ့လေးရှောင်းနဲ့ပေါင်းရင်30ဆိုတဲ့အတွက်3ညာအတိပရိပေမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာနိနိတိဆိုပြီးဖြစ်ပါတယ်နိနိတိဆိုတော့ပေါင်းရှင်းဒီ5ပရိပေါ့နော်အနည်းနဲ့ကြိမ်တွေ3နဲ့ပေါင်းတာ5 3ညာအတိပရိပေတာ5ပရိဖြစ်ပါတယ်9နဲ့9ပေါင်းတာ18ပေါ့နော်ဒီမှာလေး9ပေါင်း9ဆိုတော့9 3ကြိမ်80နဲ့ခွန်ဖြစ်ပါတယ်ဒါကြောင့်မို့ခွန်ရှင်းပရိပေရမှာဖြစ်ပါတယ် နောက်ထပ်တစ်ကြိမ်မှာက143ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဆိုတော့ရှင်းတဲ့လေးပေါက်နာစနစ်နည်းနဲ့ဒီ3နဲ့ပေါင်းရှင်းဒီ9ပြည့်ဖြစ်ပါတယ်ခွန်ရှိ9ပါနော်နည်းနဲ့ရှင်းပေါင်း10ခွန်ခွန်ပေါင်းတော့14ဆိုတဲ့အတွက်ကြောင့်မို့4 9ပြည့်ပေးတာဖြစ်ပါတယ်နောက်နောက်နောက်ထပ်တစ်ကြိမ်မှာတော့663ဆိုပြီးဖြစ်ပါတယ်ပေါ့နော်6နဲ့3ပေါင်း9 9နဲ့ရှင်းပေါင်းနာ10ခွန်ဆိုတဲ့အတွက်၄၅ပေတာ9ပြိတ်ဖြစ်ပါတယ်ခင်ဗျာ โอเคကျွန်တော်နောက်ထပ်တစ်ချိန်ဆက်ကြည့်အောင်ပေါ့နော်3963မှာဒီ9ခွန်7နှစ်နည်းနည်းနည်းပေါင်းတာ4 4 6ပေါင်းတာ73ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်3လေးပြိတ်ပေးတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်မှာနှစ်39ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်းတီတင်ပြိတ်ဖြစ်ပါတယ်3လေးပေးတာတင်ပေါ့နော်တပန်းဒီမှာနှင်းနဲ့3ပေါင်းရှင်း9ဆိုတဲ့အတွက်ကြောင့်မို့9နဲ့6နဲ့ပြိတ်ပေးတာဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာ009ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ခွန်နဲ့ခွန်ပေါင်း74လေးနဲ့ကုပေါင်းရှင်းသည်73 56ပဲတာ3ပြိဖြစ်ပါတယ်နောက်တစ်ခုလေးနဲ့ကြံဟာရှေ့ပေါ့နော်ရှင်းနဲ့ရှေ့ပေါင်းတာ16 6နဲ့3ပေါင်း9ဆိုတဲ့အတွက်ကြောင့်မို့9တုံညာပြိအာနေတယ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာခွန်တုံညာတုံညာဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ခုနှစ်ပြိဖြစ်ပါတယ်ခင်ဗျာ9တုံညာပြိကိုပေးတာဆိုရင်ခုနှစ်ပြိပေါ့နော်တပန်ဒီမှာ9နဲ့ဒီ၄နဲ့ပေါင်း6ဆိုတဲ့အတွက်ကြောင့်မို့6တုံညာပြိပဲ ပေးတာဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာဆိုရင်300ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်ဒီခုနှစ်ပြည့်ဖြစ်ပါတယ်တပန်ဒီမှာနင်းတဲ့၄ပေါင်းတာ6ရှောင်းတဲ့၁ပေါင်းရှင်ခုနှစ်ဆိုတဲ့အတွက်ကြောင့်မို့ခွန်ရှိပြည့်ပေးတာဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာက864ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ864ရှင်းတဲ့၉ပေါင်းဆက်ခွန်ခုနှစ်၄ပေါင်းတာဒီ20နဲ့30ဆိုတဲ့အတွက်ခွန်ရှိပြည့်ကိုပေးတာဒီပြည့်ဖြစ်ပါတယ်ဗျာနော်နောက်ထပ် ဒီ9နဲ့6ပေါင်းရှင်းဒီ15ပါနော်9နဲ့6ပေါင်းရှင်းဒီ73ဆိုတဲ့အတွက်ကြောင့်မို့ဒီနိပရိပေမှာဖြစ်ပါတယ်အထက်တစ်ကြိမ်မှာ963ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ963ဒါကြောင့်မို့ဒီမှာတော့လေးပရိဖြစ်ပါတယ်ခင်ဗျာဒီမှာနိ3ကြိမ်6 6နဲ့ခွန်ပေါင်း73ရာရဲ့အတွက်ကြောင့်မို့ကျွန်တော်3လေးပရိပေမယ်ပေါ့နော်အထက်တစ်ကြိမ်မှာသူက68ခွန်ဖြစ်ပါတယ် 6ရှေခွန်ဆိုတဲ့အတွက်20နဲ့တိပရိဖြစ်ပါတယ်ပေါ့နော်။နောက်ထပ်ဒီနေ့နဲ့နေ့နဲ့9ပေါင်းခွန်ခွန်နဲ့ခွန်ပေါင်း14ပါနော်ဆိုတော့ကျွန်တော်လေး9ပေးတာဖြစ်ပါတယ်။5ပရိပေးတာနောက်ထပ်ချိန်မှာနေ့နေ့ခွန်ဖြစ်ပါတယ်ခင်ဗျာ။နေ့နေ့ခွန်ဆိုတဲ့အတွက်ပေါင်းရှင်းဒီလည်းတိပရိပေးပေါ့နော်။7နဲ့ချိန်16လေးနဲ့ပေါင်းရင်20 20နဲ့3ဆိုတော့3နေ့ပရိပေးတာဖြစ်ပါတယ်။ နေ့နေ့ခွန်ပြီးတော့နောက်ထပ်ကြိမ်ပါဆိုရင်3 8ဖြစ်ပါတယ်ခင်ဗျာ8နှစ်ကြိမ်16 3နှစ်ပေါင်း9ဆိုတဲ့အတွက်ကြောင့်မို့တင်းနေပြိုက်ပေတာ9ပြိုက်ဖြစ်ပါတယ်ပေါ့နော်ဗတာလေးကိုအောင်ချေလိုက်မယ်ပေါ့နော်ခွန်လျှောက်ခွန်အတိလျှောက်တော်များလျှောက်နေလျှောက်လျှောက်နေကလေးလျှောက်လျှောက်ကခွန်ကိုရှောင်းနေခွန်ဒုံမြလေးလေးရှစ်နိနစ်တက်ကငါရှစ်လေးတုံးကငါရှစ်လျှောက်တုံးကခွန်နှစ်တုံညာကိုအတိပေါ့နော်ဒီမှာငါလျှောက်ပေတာ၃ပေါ့နော် ကိုတော်များပရိတ်ကိုပေးတာခွန်ကိုတော်များပရိတ်ကိုပေးတာခုနှစ်ပရိတ်ခွန်ရှစ်ပရိတ်ပေးတာတစ်ပရိတ်တင်းနှစ်ပရိတ်ပေးတာလေးပရိတ်သုံးလေးပရိတ်ပေးတာ၆ရှစ်ခွန်ဆိုတဲ့အတွက်တစ်ပရိတ်လေးငါပရိတ်ပေးတာနှစ်နှစ်ခွန်ဆိုတဲ့အတွက်တစ်ပရိတ်တင်းနှစ်ပရိတ်ပေးတာသုံးရှစ်ရှစ်ဆိုတဲ့အတွက်ကိုပရိတ်ပေါ့နော်အဖမ်းကျွန်တော်ဒီသုံးရှစ်ရှစ်အနေဆက်ပြီးလေ့လာကြည့်အောင်ပါခင်ဗျာโอเคဒီဟာသုံးရှစ်ရှစ်အနေဆက်ကြည့်အောင်ပါနော် သုံးရှိရှိမှာဂျာတော့ဂျင်တော့ဒီ6နှစ်ကြိမ်ဆက်နှစ်နေနေနေပေါင်းတာလေလေးနဲ့ဒီ3ပေါင်းချင်း900ရာရဲ့အတွက်ကြောင့်မို့ခွန်ရှိပြိပေတာဖြစ်ပါတယ်မနော်ဒီခွန်ရှိပြိပေတဲ့ချိန်မှာသူဒီ3တုံညာ9ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းချင်းဒီနိပရိဖြစ်ပါတယ်ခင်ဗျာခွန်ရှိပြိရာနိပရိဖြစ်ပါတယ်ခင်ဗျာတဖန်ဒီမှာခွန်နဲ့3ပေါင်း30လေးသလုံးချန်တဲ့အတွက်၄5ပြိပေမယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာက3 5နိဖြစ်ပါတယ်ခင်ဗျာ 3နှစ်ဒါကြောင့်မို့ဒီမှာ၃ညပြိဖြစ်မယ်ပေါ့နော်၄ပြိပဲလား၃ညပြိတပန်းဒီနှစ်နဲ့6နဲ့ပေါင်းတာ8ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်8ပြိပဲတာဖြစ်ပါတယ်အထက်တစ်ချိန်မှာ3ခုနှစ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမှာ4ပြိပေါ့နော်3နဲ့နှစ်ပေါင်းတာ9ခုပေါင်း4နောက်ထပ်ဒီမှာ9နဲ့8ပေါင်း73 3နဲ့6ပေါင်း9ဆိုတဲ့အတွက်9တုံညပြိပဲတာဖြစ်ပါတယ် တောင်းကိုနေပြီးတော့နောက်ထပ်တစ်ချိန်မှာဆိုရင်နေလဲ6ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမှာနေပရိပေါ့နော်ကိုယ်တော်များပရိကောပဲလားနေပရိဖြစ်ပါတယ်ရှင်းနဲ့တိပောင်းကိုကိုနဲ့ဒီ3ပောင်းရှင်းဒီဆက်နေပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့နေ3ပရိပဲတာဖြစ်ပါတယ်ခင်ဗျာ နေ3ပရိပဲတာနောက်ထပ်တစ်ချိန်မှာ3နေ4ဖြစ်ပါတယ်3နေ4 3နေ4ပောင်းက9နေ4ပောင်း9နေ3ပရိပဲတာ9ပရိ ဖြစ်ပါတယ်6နဲ့4ပေါက်20 8နဲ့ကြိမ်16ရတဲ့အတွက်6ခွန်ပြိပေးမယ်ပေါ့နော်အဲ့တော့ဒီကြိမ်မှာ8 9နေဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာကျတော့9ပြိဖြစ်ပါတယ်ခင်ဗျာဒါပြန်8နဲ့4ပေါက်တာ9 8နဲ့4ပေါက်တာ9 9နဲ့ကြိမ်20 8နဲ့4ပေါက်6ခုနကြိမ်78ရှင်းနဲ့6ပေါင်းရှင်းဒီ74ဆိုတဲ့အတွက်၄5ပြိပေးမယ်ပေါ့နော်ဒီရှင်း9နေပြီးတာနောက်ထပ်ကြိမ်မှာက865ဆိုပြီးဖြစ်ပါတယ် ရှင်းချောင်းကဒါကြောင့်ဒီမှာတော့ကိုပရိဖြစ်ပါတယ်။ရှင်းနေနေပေါင်း30နေနဲ့ကိုပေါင်းရှင်း70ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တင်းနေပရိပဲမယ်ပေါ့နော်။ဒီတော့နောက်ထပ်တစ်ချိန်မှာဒီ3-6ဆိုပြီးဖြစ်ပါတယ်။3-6ဆိုတဲ့အတွက်ကြောင့်မို့လေးပရိဖြစ်ပါတယ်ခင်ဗျာ။ငါးနဲ့ကိုပေါင်း74ဆိုတဲ့အတွက်ကျွန်တော်တို့၄၅ပြိပယ်တာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်မှာ၃၅၆ပြီးတော့၆၄၆ဆိုပြီးဖြစ်တယ်ပဲပေါ့နော်ဒါကြောင့်မို့ဒီမှာတော့၆ပြိဖြစ်ပါတယ် ခွန်နဲ့ချစ်ပေါင်းတာ55ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့96ပြိတ်ပဲပေါ့နော်နောက်ထပ်တစ်ကြိမ်မှာ98ဆိုပြီးဖြစ်ပါလေ98 9နဲ့9ပေါင်း16ရှောင်းနဲ့10ပေါင်း84ပေါ့နော်၄ပြိတ်ဖြစ်ပါလေ95ပေါင်း30 4နဲ့2ပေါင်း6ဆိုတဲ့အတွက်ကြောင့်မို့6ခွန်ပြိတ်ပေတာဖြစ်ပါလေ9ခွန်ရှိပြီးတော့နောက်ထပ်တစ်ကြိမ်မှာ696ဖြစ်ပါလေခင်ဗျာဒါကြောင့်မို့ဒီမှာတော့10ပြိတ်ဖြစ်ပါလေပေါ့နော်6ခွန်ပြိတ်ကိုပေတာ10ပြိတ် မင်္ဂပေါင်း38တလုံးကြာနေအတွက်ကျွန်တော်89ပြိပယ်တာပါနော်နောက်ထပ်တစ်ကြိမ်မှသူဒီ89ဆိုပြီးဖြစ်ပါရခင်ဗျာ89ဒါကြောင့်မဒီမှာတော့9ပြိဖြစ်ပါရခင်ဗျာအဲဆိုရင်ဒီတစ်ပတ်မှာ93ပေါင်း38နဲ့2ပေါင်း30ဆိုတဲ့အတွက်ကြောင့်မို့တုံညာတိပြိပယ်မှာဖြစ်ပါရခင်ဗျာဒါဒီနေ့အရာပါနော်ဒီနေ့အရာကျွန်တော်ဒီအပေါ်ဆိုရင်3တုံညာကိုဒီ နိဗ္ဗိပါနော်၄၅ပေတာ၃၅ပရိ၃၅နိ၈၉ပရိကိုပေတာ၄ပရိ၃၉နိ၉တုံများပရိပေတာနိပရိနိလေး၆နိ၃ပရိပေတဲ့အချိန်မှာ၉ပရိ၃နိလေးဖြစ်ပါတယ်၆ခုပရိပေတဲ့အချိန်မှာကျွန်တော်၅ပရိဖြစ်တဲ့အရှင်၅နိဖြစ်ပါတယ်၄၅ပရိကိုပေတာ၉ပရိရှင်းရှောင်း၅တိနိပရိပေတဲ့၄ပရိ၃၅၆၄၅ပေတာ၆ပရိ၆၄၆၅၆ပြိပေတာ၄ပြိ၉ခွန်ရှင်း၆ခွန်ပြိပေတာ၁ပြိ၆၉၆ ရှစ်ကိုပေတာ၅ပြိရှစ်ကိုရှစ်ဒီမှာတော့၃ညတိပြိပေတာဖြစ်တယ်ဗောနော်ဆိုတော့ကျွန်တော် share video မှာအာပြိ၃လုံး၄လုံးပေထားတယ်ဗောနော်โอเคဒီဟာလေးဖြစ်ပါတယ်ဗောနော်ဒီဟာလေးကတော့ကျွန်တော်ပြိ၄လုံးပင်ရှည်ဗောနော်ဒီပြိ၃လုံးပေတဲ့နေရာလေးပင်ရှည်ဖြစ်ပါတယ်နံပါတ်60ကျော်အချိန်ပေါင်း60ကျော်ရှိသွားပြီဗောနော်ပြန်ပြင်လုံးဝမရှိသေးဘူးပြိ၃လုံးပေတာဒီတစ်ပတ်မှာ96တုံးမြောက်နောက်ထပ်နှစ်တစ်ခုက1ဆိုပြီးရှိတယ်ဗောနော် 963ညဒီမှာ963ညဆိုတော့ဒီမှာ3ညပါတယ်တစ်ပါတယ်နောက်ထပ်နှစ်တစ်မျိုးကနေဆိုပြီးရှိတယ်ပေါ့နော်ဆိုတော့3ညတင်နေ96ပဲတယ်ပေါ့နော်3ညတင်နေ96ဆိုပြီးဒီမှာထပ်ပြပေးမယ်ပေါ့နော်ဆိုတော့3ညတင်နေ96ပြေကိုပေးတာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုကိုလည်းဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော် ပဲတလေးကတော့ပြိပယ်တဲ့နေ့ပေါ့နော်ကျွန်တော်ဒီမှာနေ့ရက်တင်းတဲ့3 4 6မျိုးရှိတယ်ပေါ့နော်အဲ့မှာခုနှစ်ပြိဆိုတဲ့အတွက်ခုနှစ်ပြိ9 5 3 6 6 6ကိုပဲတာခုနှစ်ပြိပေါ့နော်အဲ့မှာတောက်6 okay လာခဲ့တယ်ဆိုပေမဲ့ 2D ဒီမှာတစ်ကြိမ်ပြတ်တယ်ပေါ့နော်6 9 6မှာတည့်ဆိုတဲ့အတွက်ဒီမှာတစ်ကြိမ်သာပြတ်တယ်ပြီးရင်ကျွန်တော်ပြီးခဲ့တဲ့ဘက်9 6 5 3 5နေနေရှိကိုပဲတာ6 9 6ဆိုတဲ့အတွက်ကျွန်တော်9 break ဖြစ်ပါတယ်တော်တော်ပြတ်တယ်ပေါ့နော်ဒီနေ့တခုပြတ်သွားခဲ့တာဖြစ်ပါတယ် โอเคဒါဆိုရင်ဒီတစ်ပတ်မှာ3598ဖြစ်ပါတယ်ပေါ့နော်3598ဆက်ပြီးတော့တုံးရှင်နဲ့မိတ်ဆွေများတယ်ပေါ့နော်ဒီဟာတော့တစ်ချိန်ပြတ်ပြီးတော့ဒီဟာဆက်ပြီးဥပ္ပိတာတယ်ဒီဟာပြတ်ပြင်မရှိဘူးဆိုပေမဲ့ဒီ9ပြင်မှာတစ်ချိန်သာပြတ်တယ်ပေါ့နော်ဆိုတော့သူရဲ့နေ့ကဒီ9ကို4ပေါင်းတာပေါ့နော်ဆိုတော့4ကို4ပေါင်းရှင်ဒီ10ပြိပယ်တာဖြစ်ပါတယ်ခင်ဗျာ9နဲ့4ပေါင်း9ဆိုတော့4နဲ့4ပေါင်း10 ဒီမှာတော့ခွန်နဲ့ပေါင်းတယ်ပေါ့နော်9နဲ့ခွန်ပေါင်း16ဆိုရတဲ့အတွက်9နဲ့ခွန်ပေါင်းတာအတိ7နှစ်ပြည့်ပေးတာဖြစ်ပါတယ်။တပံဒီ6ကို4နဲ့ပေါင်းတာ30ဆိုရတဲ့အတွက်ဒီ6ကို4နဲ့ပေါင်းတော့8နဲ့4ပေါင်းရှင်ဒီ7နှစ်ပြည့်ပေးတယ်ပေါ့နော်။9နဲ့6ပေါင်း55ပြည့်ခဲ့တဲ့ဘက်မှာတော့ပြတ်သွားတယ်ပေါ့နော်။ဆိုတော့ဒီဘက်မှာလည်း9နဲ့9နဲ့6ပေါင်းတော့55ပဲဖြစ်ပါတယ်ပေါ့နော်။9ပြည့်ပေးတယ်။ဆိုတော့ဒီနောက်ထပ်တစ်ခုကကြတော့ဒီပြိတ်ပေါ့နော်။ 6960ဆိုတဲ့အတွက်တိပရိတ်အဲ့ဒီတိပရိတ်ကိုတင်းနဲ့ထပ်ပေါင်းတော့ကျွန်တော်နေပရိတ်ဆိုပြီးယူထားတယ်ဆိုတော့ဒီမှာဒီပိုက်698ဆိုတဲ့အတွက်ဒီ၃လုံးပေါင်းရှင်းတင်ငါးငါးကိုတိပေါင်းရှင်း6ရှောက်ပရိတ်အားနေတယ်ပေါ့နော်နောက်တစ်တစ်ခုကကျွန်တော်ဒီအရှိ၃လုံးပေါင်းတာ395ခုပေါင်းတာ၄၄နဲ့၈ပေါင်းတာ7ဆိုတဲ့အတွက်ကြောင့်မို့ဒီ345ပေါင်းမယ်ပေါ့နော်၄နဲ့5ပေါင်း99နဲ့3ပေါင်းရှင်းဒီ7ပေါ့နော်နေ့ကို7နဲ့ပေါင်းတော့30ဆိုတဲ့အတွက်၃ညပရိတ်ပေးမှာဖြစ်ပါတယ် ဒီ niche ဆိုတာကြီးကပြပြင်လုံးဝမရှိသေးတဲ့ဟာဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီတစ်ပတ်မှာလေသူဒီနေပရိပေတာဖြစ်ပါတယ်ဆိုတော့ရှင်းနေ9 6 3ညာနေဆိုပြီးပေးထားတာဖြစ်ပါတယ်နောက်ထပ်တစ်ခုကကျွန်တော်ဒီထိတ်စီကို9ပေါင်းကြည့်မယ်ဗောနော်အဲ့တော့ဒီမှာထိတ်စီကို9ပေါင်းမယ်ပေါ့နော်ခွန်နဲ့9ပေါင်းတာ7နှစ်နှစ်ပြိပယ်တာခွန်နှစ်ပြိဒီမှာလဲ9ကို9ပေါင်းတာ7နှစ်နှစ်လေးပြိပယ်တာခွန်နှစ်ပြိဒီမှာလဲခွန်ကို9ပေါင်းတာ7နှစ် ၃ယောက်၅ပေါင်ရှင်၅ဒါ OK တယ်ပေါ့နော်ဒီ၃ခုခုမှာ၃နဲ့၅ပေါင်ရှင်ခွန်ကိုလည်း၅ပေါင်တာဆက်နှစ်ပေါ့နော်ဆိုတော့ရှင်းနှစ်ပြိပယ်တာတိပြိဖြစ်ပါတယ်ဒီရှင်းထိတ်စီရှင်းကိုလေးကိုရှင်းကို၅ပေါင်ပေါ်ဆက်၃ပေါ့နော်လေးကိုလည်း၅ပေါင်တော့၉၃ခုပြိပယ်တာ၄ပြိတဖန်ဒီမှာဒီ၅၆၃မှာ၅ထိတ်စီကို၅နဲ့ပေါင်တော့၁၀ဒီ၃ထိတ်၃အပိတ်ကို၅ပေါင်တော့၈ တော့များရှိ break ကိုပေးတာ tip break ပေါ့နော် okay နေတယ်နောက်ထပ်6 6ခုမှာ6နဲ့5ပေါင်းတာ7တက်ဒီမှာတစ်ချိန်ပြတ်တယ်လို့ပြောရမှာပေါ့နော်တေးခွန်ကို5ပေါင်းတာဒီ7ဆိုတဲ့အတွက်တင်းနေ break ပဲလာဒီမှာ tip break ဆိုတဲ့အတွက်ဒီရှာနီးတစ်ခုပြတ်တယ်ပေါ့နော်နောက်ထပ်တစ်ခုဒီနင်းနင်းခုမှာ2နဲ့5ပေါင်းရှင်းဒီ9ဖြစ်ပါတယ်9နဲ့5ပေါင်းတာ7ဆိုတော့9 break ပဲတာ9 break 3 7 3ကို5ပေါင်းရှင်း ရှိကော9ပေါင်း73ဆိုတော့83ပြိပေးတာနေပြည်နေ့နှစ်ခုစလုံး OK နေချိန်ပဲเนาะဒီ3ကို9ပေါင်း88 9ကို9ပေါင်း84ရှင်းလေးပြိပေးတာ3ညာပြိ39နေပေါ့เนาะနောက်တစ်ခုဒီ39နေမှာ3ကို9ပေါင်းတာ8နေ့ကို9ပေါင်းရှင်းခွန်8ခွန်ပြိပေးတာ6ပြိနောက်ထပ်တစ်ခု3ကို9ပေါင်းရှင်းဒီ8နေ့ကိုကျွန်တော်9ပေါင်းရှင်းခွန်8ခွန်ပြိပေးတာနေပြိပေါ့เนาะ နှစ်ကောင်၅ပေါင်းချင်း၅နဲ့နှစ်ပေါင်းချင်းခွန်၅နဲ့၆ပေါင်းချင်းက7ခွန်တက်ပြိပေတာကိုပရိတ်၃နှစ်လေးပေါ့နော်တဖန်ဒီ၅နဲ့၃ပေါင်းတာဒီ၈၅နဲ့၄ပေါင်းတာကို၈ကိုပရိတ်ပေတာ၅ပရိတ်ပေါ့နော်ဒီ၈၅နှစ်မှာ၈ကောင်၅ပေါင်းမယ်ပေါ့နော်၈နဲ့၅ပေါင်းချင်း7 9ကိုနှစ်ပေါင်းရှင်းခွန်ဆိုတော့3ခွန်ပြိပေးတာကိုပရိရှေးဆောင်ပါဒီရှေးဆောင်9တစ်ချိန်မှာ9ကို7နဲ့ပေါင်းတာ ငါ့ကို9ပေါင်း10ဆိုတော့3တုံများပြိပေးတာ3 9 6ဆိုတဲ့4ပြိပေါ့နော်ဒီ3 9 6မှာ9 3ပေါင်းတာ8 9နဲ့6ပေါင်းတာ17 8တိပြိပေးတာ6ပြိ6နဲ့6တပန်6နဲ့6မှာဒီ6ထိုက်စီကို9နဲ့ပေါင်းတာ6နဲ့9ပေါင်းတာ17ဒီ6ကိုလည်း9နဲ့ပေါင်းတာ17တိတိပြိပေးတာ4ပြိနောက်တစ်ခု9 9 8 9 9 8မှာ9ကို9ပေါင်းတာ17 89ပေါင်းတာ73လေး3ပြိပေးတာတိပြိပေါ့နော်တပန်ဒီ69ရှောင်းမှာရှောင်းနှန်း9ပေါင်းတာဒီ73 69ပေါင်းတာ73တိတိပြိပေးတာ9ပြိ69ရှိတဲ့ဘက်မှာ69ရှိကို89ပေါင်းရှင်းဒီ73 89ပေါင်းရှင်း73ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ33ပြိပေးတာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာ3ညတိကျန်နေပေါ့နော်တိကျန်နေတယ်ဒီမှာရေးလိုက်မှာပေါ့နော်တိကျန်နေတယ် တနေတော့လေးချန်နေမှာနော်လေးငါချောခွန်ရှိကိုတလေးခွန်ကိုပြေးချန်တည်တယ်ပေါ့နော်တလေးခွန်ကိုဒီကျွန်တော်ဆိုတော့အဲ့ဒီမှာခွန်ကိုပြေးချန်တည်တယ်ပေါ့နော်ဒီမှာခွန်ကိုပြေးတုံညာနေခွန်ကိုပြေးရှိတယ်တလေးခွန်ကိုဂျန်နေတယ်ပေါ့နော်တလေးခွန်ကိုဂျန်နေတဲ့အတွက်ခုနကဒီမှာတွေ့တိပြေးကိုပယ်တယ်ဆိုရင်ပေါ့နော်တိပြေးကိုပယ်ရင် ကျွန်တော်၄ခွန်ကိုဆိုတော့ဒီမှာပရိကခွန်ကိုပရိရှိတယ်ပေါ့နော်ထရပရိအတာတာကကျွန်တော်ခွန်ကိုပရိပေါ့နော်၄ခွန်၄ခွန်ကိုမှာကျွန်တော်ခုနှစ်ပရိအကောင်ဆုံးဖြစ်သွားမယ်၄ခုပရိအရင်ဆိုပြီးဖြစ်ပြတယ်ပေါ့နော်โอเค၃ည၃နှစ်၅6ဒီမှာပယ်ထားတာပေါ့နော်โอเคဒါဒီကျွန်တော်ဤအရာပေါ့နော်ဒီမှာတော့ကျွန်တော်ပြိတလုံးထဲတော့ဤမှာလေကျွန်တော်ဒီမှာခုနှစ်ပြိရှိတယ်ပေါ့နော်ပြိတလုံးထဲတော့ဤမှာခုနှစ်ပြိရှိတယ် ဒါကကျွန်တော်ပြိအားနေနည်းနှလုံးပေါ့နော်ကနန်းနှလုံးပယ်နေနည်းဖြစ်ပါတယ်။ Okay ဒါလေးကိုမက်ဆေ့ချ်နေလာလို့ရအောင်ပြန်လည်မျှဝေရှင်းတာဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းဆုံးထိတ िश ူအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မက်ဆေ့ချ်များအားလုံးလည်းကိုယ်စိတ်ကြမှာဆက်ဆံတာပြီးကောင်းကျိုးလူရာဆန္ဒပြေဆုံးကြပါစေခင်ဗျာ။